မင်္ဂလာမဆောင်ရသေးပဲဟန်နီမွန်ထွက်လို့ဝေဖန်ခံနေရတဲ့မိပကြီးပရိသတ်များလုံးမဲမင်္ဂလာပါဒီနေ့မှာတော့လူမှုကွန်ရက်ဆာမျက်နှာထပ်မှာပွဲဆိုနေတဲ့ hot topic တစ်ခုကိုတင်ဆက်ပေးချင်ပါတယ် အဲ့ဒါကတော့ခေါင်းစဉ်မှာမြင်တွေ့ခဲ့ရတဲ့အတိုင်းမင်္ဂလာမဆောင်ရသေးပဲ honeymoon ထွက်လို့ဝေဖန်ခံနေရတဲ့မိဘကြီးဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအခုနောက်ပိုင်းခေတ်စီချောင်းပြောင်းလဲလာတာနဲ့အမျှအခြေရေးအိမ်ထောင်ရေးပုံစံတွေကလည်းအရင်ခေတ်ကလူကြီးတွေရဲ့အမြင်နဲ့တော်တော်လေးကွဲပြားလာခဲ့တာပါ။အထူးသဖြင့်နိုင်ငံခြားယဉ်ကျေးမှုတွေစီးဝင်လာပြီးတဲ့နောက် living together လို့ခေါ်တဲ့အတူတူနေထိုင်ခြင်းတွေလက်မထက်ရသေးခင်ခီးတွေအတူသွားကြတာတွေကလူငယ်ရွယ်ချားမှရေပန်းဆလာတာပါ။ဒီအခြေအနေမှာပြည်သက်အချစ်တော်မင်းသမီးချောမိဘကြီးရဲ့လုပ်ရတဲ့ခုက ှေယိုဆွဲပိတ်သက်တီကြားမှာဟိုးလေးကြော်ကြော်ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။ဇလန်အစကဒီလိုပါရှင်မေပကြီးဟောင်းမကြသေးရင်အချိန်ကမှသူ့ရဲ့ချစ်သူကောင်းလေးစီကနေအရန်ကိုခန္ဓာကြီးကျယ်စပရိုက်ပွဲကြီးတစ်ခုနဲ့လက်ထက်ခွင့်တောင်းခံခဲ့ရတာကိုအားလုံးနဲ့မှတ်မိကြအောင်ပါ။ အရင်နောက်မှာတော့နှစ်ဖက်မိဖတွေရှေ့မောက်မှာတရားဝင်ဆစ်ဆက်ကြောင်းလန်းတာတွေလက်မှတ်ရေးထိုးတာတွေကိုအစီအစဉ်တကျပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ပြည်သက်တွေမျှော်လင့်ဆောင်စားနေတဲ့မြမရိုးရအယအတိမတ်ပြုကြတဲ့တကယ့်မင်္ဂလာဆောင်ပွဲကြီးကိုတော့အခုချိန်ထိမချင်းပါရသေးပါဘူး။ဒီလိုမင်္ဂလာဆောင်ပွဲကြီးမလုပ်ရသေးတဲ့ဂျာကာလာမှာပဲမိပကြီးတို့ဇုံတွေကထိုင်းနိုင်ငံဘန်ကောက်မြို့ကိုခီးထွက်သွားခဲ့ပြီးဒါကိုသူတို့ကိုယ်တိုင်ကဟန်နီမွန်ခီးစဉ်လို့တရားဝင်ခေါင်းစဉ်တက်ပြီးပြောပြလာခဲ့တာပါ ီနေရာမှာပြဿနာကစပါတော့ရင်မြမရင်ကျေးမှုမှာဟန်နီမွန်းဆိုတာကမင်္ဂလာဆောင်ပြီးမှထွက်ရတဲ့ခီးစဉ်လို့အများကလက်ခံထားကြတာပါဒါကြောင့်တရားဝင်လက်မှတ်ထိုးထားတဲ့ဆိုပေမဲ့လူသိရှင်ကြောင့်ပုံဖတ်တဲ့မင်္ဂလာပွဲမလုပ်ရသေးပဲနဲ့ဟန်နီမွန်းထွက်တယ်လို့သုံးနှုန်းလိုက်တာကရိုးရအစင်လာကိုတံမိုးထားတဲ့ပရိသတ်တချို့ရဲ့မျက်စိထဲမှာတော့ကန့်လန့်ဖြစ်သွားစေခဲ့ပါတယ်ဝေဖန်သူတွေကတော့မင်္ဂလာမဆောင်ရသေးပဲအတူတူနေအတူတူခီးသွားတာကမြမမင်္ဂလာတယောက်အနေနဲ့မသင့်တော်ဘူးလို့ထောက်ပြကြသလုံးတချို့ကြတော့လေတရားဝင်လက်မှတ်ရေးထိုးပြီးသားပဲပွဲမလုပ်ရသေးတာ ကအဓိကမဟုတ်ဘူးလို့ဗလိုက်ပြောဆိုသူတွေလည်းရှိနေပါတယ်။ဒါဟာအကိုစီရတို့ဇုံတွဲတော့ကလို့ပဲလက်မှတ်ထိုးပြီးအတူနေထိုင်တဲ့ပုံစံမျိုးကိုသွားပြီးစင်တူနေတာလည်းတွေ့ရပါတယ်။ဒါပေမဲ့လည်းမေပချီတို့ဇုံတွဲကတော့ဒီလိုဝေဖန်တန်တွေကိုလုံးဝဂရုမစိုက်ဘူးရှင်။ဘသူပါပြောပြောကိုပြောဖို့ကအဓိကဆိုရဲခံယူချက်နဲ့ဘန်ကောက်မှာအပြော်ကြီးပြောနေကြပါတယ်။ တို့ရဲ့ honeymoon ခီးစဉ်တစ်လျှောက်လုံးမှာလည်းဘလောက်တောင်ပျော်ရွှင်ကျဉ်းနှူးနေကြလဲဆိုတာကိုလူမှုကွန်ရက်ကနေတစ်ဆင့်ပုံတွင်ဗီဒီယိုတွေမြန်မပြတ်တင်ပေးနေတာကိုတွေ့ရပါတယ်။ဒါကိုကြည့်ချင်းအဖြစ်တို့နှစ်ဦးကပြင်ပဝေဖန်မှုတွေထက်တို့နှစ်ယောက်ရဲ့နားလည်မှုနဲ့တရားဝင်လက်မှတ်ထိုးခြင်းကိုသာအဓိကထားရဲဆိုတာထင်ရှားနေပါတယ်။ခြုံပြီးပြောရမယ်ဆိုရင်တော့မေပဂျီတို့ရဲ့လောက်ရက်ကခင်မိတဲ့လူနေမှုပုံစံတစ်ခုလားဒါမှမဟုတ်ရိုးရရင်ကျေးမှုကိုလစ်လူရှူရလားဆိုတာကတော့ငင်းခုန်စရာခေါင်းစဉ်တစ်ခုဖြစ်နေပါသေးတယ်။ ကဲပြိတ်သက်ကြီးရင်မင်္ဂလာမဆောင်ရသေးပဲဟန်နီမွန်ထွက်လို့ဝေဖန်ခံနေရတဲ့မိဘကြီးရဲ့ကိစ္စအပေါ်မှာပြိတ်သက်တို့ရောဘလို့ထင်မြင်မိပါသလဲရှင်လက်မှတ်ထိုးပြီးရင်ပြီးပြီစိုက်တယ်လို့နေလို့ရတယ်လို့ထင်ပါသလားဓမ္မမုံမင်္ဂလာဆောင်ပွဲပြီးမှဟန်နီမွန်ထွက်တာကပိုပြီးတင့်တော်တယ်လို့ထင်လောက်ပြိတ်သက်တို့ရဲ့အမြင်ကိုလည်းခေါမမှပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားစရာ celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ